တကယ်တော့ကျမရင်ထဲမှာလည်းအခုချိန်ထိပြန်တွေးခြင်းရဲ့မျိုးသမီးတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးလားဒါတကယ်ကိုဟိုအမျိုးသမီးတွေအတွက်အရေးပါပါတယ်အမျိုးသားကတော့သိကြတယ်အမျိုးသားတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးမဟုတ်ဘူးဘဝရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်လို့ကျမယူဆတယ်အဲ့တော့ကျမမှတ်စုရေဟိုကနေဒါကလည်း ကျမကဟိုစာရီဖန်ရင်ဖန်ရင်စာရီတွေကနေတွေ့မယ်နောက်တငယ်ချင်းတွေရှိမယ်နောက်ကျမမှာလူနာတွေရှိတယ်အဲ့လူနာတွေအယူသမီးတွေရှိမယ်အဲ့တော့သူတို့စီကနေရထားတဲ့ data တွေအချက်လက်တွေအကုန်ပေါင်းပြီးတော့တင်းနဲ့တင်းနဲ့ပေါင်းနှင်းနဲ့နှင်းနဲ့မြောက်အကုန်လုံးမြောက်ကြည့်လိုက်တဲ့အခါမှာနောက်ဆုံးအဖြေရလက်ကအဲ့ဒါပဲအမျိုးသမီးတွေရဲ့အချက်ဟာဘဝတစ်ခုလုံးဖြစ်ပြီးတော့အမျိုးသားတွေရဲ့အချက်ဟာသူတို့ဘဝရဲ့အနည်းငယ်တော့အစိတ်အပိုင်းညာတာဖြစ်တယ်ဆိုတဲ့ကောက်ချက်ကိုကျမရလာတယ် အဲ့တော့အဲ့ဒါဟာမှန်ကျင်လဲမှန်ပါမယ်မှားကျင်လဲမှားပါမယ်ဒါပေမဲ့အဲ့ဒီကောက်ချက်ကြောင့်ကျမရေးလိုက်တဲ့ဝိထုတပုတ်ရှိတယ်အဲ့ဒါကတော့ဗာလဲဆိုတော့မိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်လို့ခေါ်ပါတယ်